စစ်အစိုးရအဆက်ဆက်လက်ထက်မှာကျင်းသုံးခဲ့တဲ့စာပေစစ်စည်းရေးမူဝါဒတွေကြောင့်မြန်မာကတ်တွန်းလောကတစ်ခုလုံးရဲ့အမှုပညာရည်သွေးတွေဟာမေ့မိန်ခဲ့ရပါတယ်။ပါလီမန်ဒီမိုကရေစီလက်ထက်ကဂျာနယ်ရီနဲ့သတင်းစာတွေမှာအရှိန်ဟုန်နဲ့တောက်ပြောင်ခဲ့တဲ့မြန်မာကတ်တွန်းဆရာမျိုးဆက်တွေရဲ့အရေးသွေးတွေဟာလည်းမိန်ဖြောခဲ့ရပါတယ်။လွန်ခဲ့တဲ့နှစ်ပိုင်းကစပြီးတိုင်းပြည်အနာကိုဆက်ခံခဲ့တဲ့အရသာတစ်ပိုင်းအစိုးရဟာစာပေအမှုပညာတစ်လောကလုံးကိုဖိနှိပ်တဲ့ စီစီရေးစနစ်ကိုဖျက်သိမ်းခဲ့ပြီးလွတ်လပ်မှုအတော်အသင့်ပေးခဲ့ပါတယ်အမှန်တော့လေကာတွန်းဟာဒီလွတ်လပ်တဲ့ပုံမှာအခြေခံတာပဲအဲ့လွတ်လပ်မှုရှိရင်ကာတွန်းရဲ့ရသပူပေါ်တာပြီးခဲ့တဲ့နှစ်နိုဝင်ဘာရွေးကောက်ပွဲမှာထွက်ရှိခဲ့တဲ့ကာတွန်းတွေဟာနေပယ်ပေါင်းစုံကိုဝေဖန်ထောက်ပြရေးခဲ့တာတွေရှိခဲ့ပါတယ်အခုဆိုရင်လူမှုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဟာပြီးခဲ့တဲ့ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်ဥဆောင်မဲ့အစိုးရအဖွဲ့ဟာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ရတော့မှာဖြစ်ပါတယ်။ဒီတော့ဒေါအောင်ဆန်းစုကြည်ဦးဆောင်မဲ့အစိုးရအဖွဲ့ကရောကတ်တွန်းစီယာတွေဝေဖန်ရေးသားမှုတွေလုပ်ရဲပါမလားဆိုတဲ့တန်တရားတွေလည်းကြီးထွားနေခြင်းဖြစ်ပါတယ်။သူ့ကိုမကောင်းကြောင်သူ့ကိုထိခိုက်စေလို့တဲ့မကောင်းတဲ့ရည်ရွယ်ချက်မျိုးနဲ့ကျွန်တော်မရေးချင်ဘူး။ပြောချင်ဘူး။ပြည်သူတွေအတွက်လုပ်တယ်ဆိုပြီးတော့လုပ်နေရင်လည်းမပိုင်တော့ကျွန်တော်ရေးပါ။တစ်ချိန်ကရန်ကုန်တရုတ်တန်းမှာစီကားတိုက်မြင့်ခဲ့တဲ့ကတ်တွန်းဥပဒေကတ်တွန်းပြပွဲဟာစေအစိုးရလက်ထက်ကတင်းကျပ်တဲ့မူဝါဒတွေကြောင့်လူမှုရဲ့စိတ်ဝင်စားမှု ကြာဆင်းခဲ့ရပါတယ်။ဒီနှစ်ကျင်းပတဲ့ကာတွန်းဥပဒေကာတွန်းပြပွဲမှာပြသတဲ့ကာတွန်းတွေမှာပွင့်လင်းမှုတွေပြန်မြင်တွေ့ခဲ့ရသလိုစိတ်ဝင်စားသူတွေနဲ့စီစီကားကားတိုက်တိုက်မြိုက်မြိုက်ပြန်ဖြစ်လာပါတယ်။ငါနေပဲလုံစော်လိုက်တာလေးတွေတင်ပြတာလေးတွေကနေပဲ defects and figure လေးတွေရပြီးတော့ကြောင်းလဲသွားတာလေးတွေအများကြီးရှိတယ်ပေါ့နော်။ကာတွန်းကတော့အခုညီမတို့ဒီဒီကာလမှာပေါ့နော်ဒီနှစ်ပိုင်းနေမှာကာတွန်းဆိုလို့ရှိရင်လူရဲ့ပြေးမြင်ရတာ ကိုယ့်ရဲ့ဆန္ဒတစ်ခုကိုဟိုရှင်းရှင်းလင်းလင်းပြောပြလို့ရတဲ့နေရာပေါ့နော်ကာတွန်းမှာအဲ့လိုပဲမြင်နေရှင်မြန်မာကာတွန်းလောကရဲ့ဖခင်ကြီးလို့ပြောရမယ်ကာတွန်းဆရာကြီးဥပကျန်းဟာ1935ခုနှစ်မှာကာတွန်းတွေကိုစတင်ရေးသားခဲ့ပြီးဗြိတိရှ်ကိုလိုနီအစိုးရကိုထိထိမိမိတယောခဲ့တဲ့ကာတွန်းတွေကိုရေးသားခဲ့ပါတယ်အခုဆိုရင်မြန်မာကာတွန်းလောကရဲ့တက်တန်းဟာနှစ်တရာပြည့်ခဲ့ပါပြီမြန်မာနိုင်ငံဟာလည်းပွင့်လင်းမှုကိုလိုချင် တောင်းတနေတဲ့အချိန်ဖြစ်ပါတယ်တိုင်းပြည်တစ်ပြည် ဘယ်လောက်ပွင့်လင်းမှုရှိတယ်ဒီမိုကရေစီစံချိန်စံနှုန်းတွေကိုဘယ်လောက်ကင်ကြီးအောင်ကျင်သုံးအုပ်ချုပ်တယ်ဆိုတဲ့ရေချိန်ကိုအချိန်တိုအတွင်းမှာထိထိမိမိတိုင်းတာနိုင်တာဟာလေကာတွန်းအမှုပညာပဲမဟုတ်ပါလားခင်ဗျာ